တနေ့ကနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဇွန်လ10ရက်ကနေ14ရက်နေ့တော်တွင်မှာစမ်းပွဲမယ်စုပေါင်းလုပ်ငန်းကျူပေးမယ်အမျိုးသမီးမိတ်ဆွေကြီးသူအကြီးကဲသူထံမှကောင်းသောကုညီရမယ်စုပေါင်းတွဲပဲ့လုပ်သောလုပ်ငန်းတို့မှကောင်းသောကျိုးဆက်ရမယ်ကာလရှိကြစမ်းရံထားတဲ့လူတွေအစဉ်ပြေမယ် ရတ္တနဲ့ဒုက္ခနဲ့ပြန်လဲစတဲ့နိုင်တယ်ခက်ခဲတဲ့ကိစ္စပြေလည်အောင်ဆောင်ရွက်နိုင်တယ်မိမိဘောမှာကောင်းသောအကျိုးပေးသောသူများနဲ့တွေ့ပြီးအလိုပြည့်စုံခြင်းဘဝတွေ့တဲ့ခြင်းတွေရှိ ကိုယ်ပိုင်ယက်တီချက်နဲ့လောကန်ခြင်းတို့ရဲ့ကောင်းသောအကျိုးကျေးဇူးကိုပိုင်ဆိုင်ကစားရရှိမယ်ရှင်ရနေရတော့ရာရာဆင်ပြေခြင်းကံကောင်းခြင်းတွေ့တဲ့ခြင်းကိုကြောင်းမယ်အလိုပြည့်စုံမယ် ကိုရည်နေမှာခီးကိစ္စအပြောင်းလဲကိစ္စတွေဆောင်ရွက်စဉ်ပြည့်မယ်။ဆယ်ရည်နေရနေုံလားပြည့်နေဖြစ်တယ်။အဲ့ဒီနေ့မှာအချိန်ကာလမရွေးပတောက်ပင်တို့ကို စိုက်ပျိုးရန်ရက်ဖြစ်တယ်။ခြံတောက်၄တောက်မှာပတောက်ပင်ကိုအကန်းလိုက်စိုက်ထားလိုက်ပြီးတော့ရှင်သန်စီခြင်းဖြင့်လုံခြုံရင်းရမယ်။ကောင်းသောကံကြမ္မာတွေရမယ်။နောက်မိမိ ပထောက်ပင်တို့ကိုစိုက်ပျိုးခြင်းဒါနပြုခြင်းဖြင့်လည်းထူးခြားတဲ့အစွမ်းသက်တည်ရှိစေတဲ့ကံကြမ္မာတွေကိုလည်းရစေတယ်။လာပြင်းနေတဲ့အင်္ဂါနေ့နဲ့တိုက်ဆိုင်နေနေဖြစ်တဲ့အဲ့ဒီနေ့ညနေ၃နိုင်ချိန်မှာစည်းပေနေပင်ရဲ့ရှေ့တောင်ကိုင်းကနေစည်းကမ်းကိုဖြတ်ပြီးရှစ်လက်မတရားဖြတ်အခောက်ခွာပြီးရွှေအောင်လေးထုတ်ပြီးတော့လက်ပွင့်ကံပွင့်စေတဲ့အစီအပြည့်ဆောင်ယူနိုင်တယ်။၁၇ရက်နေ့မှာ အလုံးစုံကောင်းသောနေထားနဲ့တွတ်တက်တဲ့ကံပေါ်ပဲဒါပေမဲ့ယံနဲ့ရှင်ပြီးလောရမယ်။ဆယ်နှစ်နေမှာလမ်းကြောင်းသစ်ထွင်ပြီးလောက်တာအဆင်ပြေတယ်ဘဝတွတ်တက်မယ်။ဆယ်စုံရဲ့နေမှာမိကောင်းဆွေကောင်းတက်ကူရမယ်တပြိုင်တည်းတည်းတစ်ခုတည်းမကတဲ့ဒုက္ခလောရတတ်တယ်။ဆယ်လေးရဲ့နေမှာမူလစီစဏတမျိုးလက်တွေတမျိုးဖြစ်နေကစားမိမိရည်မှန်းချက်နဲ့လိုလားချက်တရားတို့ကို ကောင်းစွာကြိုးပေးခြင်းနဲ့တွတ်တက်ခြင်းဖြစ်ကိုဖန်တီးနိုင်လိမ့်မယ်။တပတ်တာအတွင်းတင်းနယ်လာနေသောကြာနေကနေမွေးစုတွေကောင်းကြိုးပေးပြီးဇာတာပရိနေစနေနေမွေးစုတွေဒုက္ခပေးတတ်ပါလေ။၆ခုကိုကနန်းနဲ့ကြိုးပေးပါလေ။ပြာရောင်ပန်းရောင်နှုတ်နဲ့ရောင်တို့ကိုသုံးဆွဲရမှာဖြစ်ပါလေ။ကောင်းသောကတ္တမနဲ့တွတ်တက်ခြင်းများရစေရန်ပန်းရောင်နေ့စီပွင့်တို့ကိုဖျားကတ်သူပြီးလိုရာဆုတောင်းပါကျေးဇူးတင်ပါတယ်။ တနင်္လာနေ့ဝေသူအားလုံးမင်္ဂလာပါဂျူနရှေ့ရက်နေ့14ရက်နေ့တော်တွင်မှာပြောင်းလဲခြင်းနဲ့တိုးတက်ခြင်းရှိပဲရည်မှန်းချက်သိအောင်မြင်ပဲလူမျိုးခွဲအကျိုးပေးပဲခီးကိစ္စဆင်ပြေပဲပစ္စည်းပြောက်တတ်တဲ့ရင်းနှီးသူများနဲ့စကားများတတ်တဲ့လူမျိုးခွဲကပြားများနဲ့အကျိုးပေးတဲ့ချမ်းအကအခန်းကိစ္စအတွက်စကားပြောရလိမ့်မယ် နေရာပြောင်းရွှေ့မှုနဲ့ပတ်သက်တဲ့ကိစ္စစီစဉ်မှုအောင်မြင်မယ်။ရှင်မန်းချစ်တဲ့သူကိုလက်တွေ့ကောင်းထဲဖို့နိုင်တယ်။ရှင်းတဲ့နယ်လို့တွေပြန်လဲစတဲ့နိုင်တယ်။ငွေကြေးပေးယူကိစ္စတွေမှာတတိနဲ့ဆောင်ရရမယ့်ခန္ဓာကိုကြားရောက်တယ်။ရှိရနေမှာကောင်းသောပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်မိမိစန္ဒရည်ရွယ်ချက်တွေကိုရှေ့ထုတ်လို့ရအဆင်ပြေမယ် ကိုရဲ့နေမှာဝေကြီးလက်လာဘကံဥစ္စာကံတိုးတဲ့ချင်းညီမချင်းအောင်မြင်ခြင်းတွေရှိဆယ်ရက်နေဟာအရာရာအတိုက်ခံနေနဲ့ရှင်ပြီးတော့ရန်နောက်စစ်တွေနဲ့ကြုံတွေ့ရတတ်တယ်ဆယ်ရက်နေမှာ ပတောက်ပင်ဆက်ပြုတ်ရနေဖြစ်တယ်ခြံဝင်းတဲ့နေသူများခြံတော့၄တော့မှာပတောက်ကိုင်းတို့ကိုထိုးပြီးတော့ဆက်ပြုတ်ထားပါ အခြားသူတွေအတွက်လည်းမြေနိုင်ဖြစ်စေအိုးနဲ့ဖြစ်စေပတောက်ပင်ကိုစိုက်ပျိုးပြီးတော့ကိုယ်အနိဗ္ဗာန်မှာထားရှိပါထူးခြားတဲ့အနေထားတွေရှိလာပါလိမ့်မယ်လာပြင်းနေတဲ့အင်္ဂါနေ့နဲ့တိုက်တဲ့နေ့ဖြစ်တဲ့ဆယ်ရက်နေ့ဇွန်ညနေ3:00အချိန်မှာ စည်းပေတပေရဲ့ရှစ်တောင်ကိုင်းကနေစည်းကိုင်းကိုချူပြီးတော့ရှစ်လက်မာလျာဖြတ်အခောက်ခွာပြီးရွှေရောင်တုတ်ပြီးတော့ဆောင်းပါရောင်းပွဲပွဲပွင့်စေတဲ့အဆောင်ဖြစ်လာစတဲ့နေ့မှာရေးပါတဲ့ပြောင်းလဲမှုနဲ့တွေ့တဲ့ပုံတွေရှိမယ်။ရှင်မန်းချက်တွေကိုလည်းတွေ့ခေါင်းထဲဖော်နိုင်မယ်။စတဲ့နေ့မှာရတ်တဲ့လူတွေပြန်လဲစတဲ့နိုင်တဲ့ပိတ်တဲ့လမ်းကြောင်းတွေကိုပြန်ပွင့်မယ်။ ဆက်ဆောင်ရနေ့သူတို့ကြကြကောင်းခြင်းကံတဲ့စူပေါင်းလုံကကြိုးပေးခြင်းဘဝတိုးတက်ခြင်းဖြစ်ရှိ14ရက်နေ့မှာရှင်ပြန်မှုအောင်မြင်မယ်မူလနေထာနေပုံမြင့်တဲ့ခြေနေကောင်းကိုကြောင်းလဲတိုးတက်သော အနေထာနဲ့ကောင်းသောကံချမကြိုးပေးမှုအစစ်စစ်ရရှိမယ်ဇာတပတိနေဗုဒ္ဓနေစနေနေ့မွေးသူတွေကောင်းကြိုးပေးတဲ့တဏှိငွေတင်လာမွေးသူတွေဒုက္ခပြေတတ်တယ် နှစ်ခုကိုကနန်းနေချိုးပြီးအဖြူရောင်ဆင်းရောင်မိခိုးရောင်တို့ကိုဝှက်ပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါပိုက်ဆံရည်ထဲမှာဖဲချိုးစိမ်းတစ်ခုကိုထည့်ပြီးတော့ရှင်မွေးနတ်သာဖြန်ပြီးလူနဲ့ဆောင်ထားပြပါ ထူးထူးခြားခြားကောင်းခြင်းနဲ့ချိုးပြီးခြင်းကံကြီးရှိတာပါမယ်ယေရှုတည်းမှာအင်္ဂါနေ့မွေးသူအလုံး မင်္ဂလာပါ 2025ဂျူနတ်ရှိရကနေ14ရက်နေ့တွင်တည်ရှိနေတဲ့ကာလအတွင်းရံများမယ်တိုက်ခတ်များမယ်တပါးသူကြောင့်ခုရွေချက်တွေနှောင်းနေမယ်အာမခန္ဓာတောင်းယူတာမလုပ်ပါနဲ့ဝိတိအပေးယူကိစ္စတွေမှာငင်းပွားတတ်တယ်စင်းစရာရှုပ်ထွေးများကြပါဝင်ပတ်သက်ရတတ်တယ်ရသင်းရတတ်တာတွေကြံ့ကြမယ် ကိုနာမည်သိခါထိခိုင်အောင်လိုက်လံပြောဆိုဆဆွဲသူနဲ့တွေ့တတ်တယ်။အထင်မှားမှုတွေကိုဖြေရှင်းရတတ်တယ်။သူတပားပြဿနာကိုပြဿနာ ဖြစ်တတ်တယ်။စေတနာဝေဒနာဖြစ်တတ်တယ်။အိမ်တွင်းဘူးရှိတယ်။အိမ်မှာမကြခဏပฏิပက္ခများခြင်းစကားများခြင်းစိတ်နှောက်ရှယ်များခြင်းတွေရှိတယ်။ရှင်ရည်ကတော့အညာဆိုးလွှမ်းမှုနေတဲ့ရက်တစ်ခုဖြစ်တယ်။ကိုယ့်ရည်မှာတော့အရာရာဆင်ပြေတယ်။ ကောင်းသောကံနဲ့တုတ်တက်ခြင်းတွေရှိပဲဆယ်ရက်နေ့မှာဥတီကျက်သစ်တွေလုပ်ငန်းသစ်တွေလှုပ်ကိုင်းပြီးတော့အရာရာဆင်ပြေမှုနဲ့တုတ်တက်မှုတွေရှိပဲရှင်မန်းကျက်သစ်တွေအောင်မြင်မယ်အဲ့ဒီကနေုံလားပြင်းနေလဲဖြစ်တယ်လားပြင်းနေနေအင်္ဂါနေ့နဲ့တိုက်ဆိုင်တယ်အဲ့ဒီညနေ၃နိုင်ချိန်မှာဈေးပင်တပင်ရဲ့ရှေ့တောင်ခိုင်ကံတေဈေးကန်းကိုဖြတ်ပြီးတော့ ရှစ်လက်မတရားဖြစ်အခောက်ခွာရွှေရောင်တုတ်ပြီးတော့အယောင်းဝယ်စီဝါလုပ်တဲ့နေရာမှာအဲ့ဒါဒီထားရှိပြီးတော့လက်ခေါ်လက်ပွင့်စီရင်စီရင်ဆောင်ရွက်ပါအဲ့ဒီနေ့ပဲနေုံလာပြည့်နေ့နေုံလာပြည့်နေ့ကပတောက်ပင်ဆက်ရမယ်ခြံဝင်းကျယ်ဒီမှာခြံတောင့်လေးခုမှာပတောက်ခိုင်းကို စိုက်ပြီးစိုက်ပြုတ်ထားမယ်နောက်ပြီးတော့မြေတစ်ခုမှဖြစ်စေဦးထဲမှာဖြစ်စေပတောက်ပင်ဆက်ထားလို့လည်းရတယ် အဲ့ဒီမှာစိုက်ပြိုးတဲ့ပတောက်ပင်တွေမှာထူးခြားတဲ့စွမ်းသက်တည်ရှိပြီးတခိုးတမြဘေးရနေကင်းတယ်အိမ်မှာထားလို့ကောင်းတယ်စတည့်ရနေ့ကတော့အရာရာဆင်ပြေသောကံနဲ့အလိုပြည့်ခြင်း တိုးတက်ခြင်းတွေကိုရရှိမယ်စတည့်ရနေ့ကမူလစီစဉ်တာနဲ့လက်တွေ့ကြာမယ်ပြီးမှအဆင်ပြေသွားဆယ်သုံးရက်နေရအရာရာတိုက်ခိုက်နေကြုံမယ်ပြီးမှအဆင်ပြေမယ်ဆယ်လေးရက်နေရအပြောင်းလဲနဲ့တိုးတက်မှု စ်တွေကိုဖန်တီးခွင့်ရှိတဲ့အနေအထားတွေကြောင်းမယ်။ကြာသာပတိနေဗုဒ္ဓနဲ့တနင်္လာနေ့မွေးစုတွေကောင်းကျိုးပေးတယ်။တနင်္ဂနွေနေ့အင်္ဂါနေ့မွေးစုတွေဒုက္ခဖြစ်တတ်တယ်။နံပါတ်၁၅ကိုကနန်ကျိုးပေးတယ်။အစိမ်းရောင်ဖြူရောင်အပြာရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါအိနိဗ္ဗာန်မှာရှိတဲ့ အသက်ရွယ်ကြီးရင်သူတို့ကို စေဝါဒုဌာနပြုပေးပါကျေးဇူးတင်ပါတယ်ဗုဒ္ဓနေ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်ဇူလ6ရက်နေ့ရက်နေ့14ရက်တွင်အပြောင်းလဲတဲ့ဒုတက်မှုရှိမယ်ရည်မှန်းချက်သိအောင်မြင်မယ်ငွေကြေးကန်ကောင်းမယ်အပြောင်းလဲသစ်တွေမှာအိန္ဒိယလုပ်ငန်းတွေဆက်ဆက်တဲ့ဝင်ချင်းအကုန်လုံးပြောင်းလဲမှုရှိသွားတယ်တခါမှမလုပ်ဘူးတဲ့လို့လောက်ရနေမယ် ဆုံးဖြတ်ချက်တွေမှန်မယ်။စီမံချက်တွေအောင်မြင်မယ်။ခက်ခဲအောင်ကြော်လာနိုင်မယ်။ဥတည်လိုက်တိုင်းတိုက်ခံစီမယ်။မဖြစ်မနေလုပ်မှုကြောင့်ဆုံးမအောင်မြင်သွားမယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်ခဲ့တာကောင်းတယ်။စေစားတွေတွေးဝေးလေဖြစ်ပြီးတော့လမ်းကြောင်းတွေမှာလွဲသွားတာခွင်ကောင်းတွေလက်လုံးကျဖြစ်သွားတာမျိုးကြော်မယ်။ချက်ချင်းဆုံးဖြတ်ဆုံးဖြတ်ချက်မှတ်ကုန်မှန်ရမယ်။ဒီကလအတွင်းမှာ ရှိရနေရတော့အရာရာဆင်ပြေသောနေတာနဲ့တွေ့တဲ့တက္ကံတွေပေါ်ပြီးတော့လိုရာပြည့်စုံမယ်။ကိုယ့်ရဲ့နေ့မှာရပိုင်ခွင့်တွေပြန်ရခြင်းခက်ခဲများဖြစ်ရှိနိုင်ခြင်းကိုကြောက်မယ်။ဆယ်ရနေ့အရာရာဆင်ပြေသောနေ့တစ်ခုဖြစ်တဲ့လပြည့်နေ့နေုံလပြည့်နေ့အဲ့ဒီမှာပတောက်ပင်ဆိုင်ရတယ်။ခြံကျဲတဲ့သူတွေခြံတော်လေးခုမှဆိုင်တာ။ဓမ္မသခိုးဘေးဥပ္ပတ်ရဲ့ခင်းတယ်။နောက်အင်း အိုးနဲ့ဖြစ်စေမြေရင်ဖြစ်စေပတောက်ပင်တပင်ရှေ့မှာဆိုင်ရည်ရထူးခြားတဲ့ကံတွေဖွင့်တယ်မကောင်းတဲ့ဓာတ်တွေပျောက်တယ်နေုံလားပြင်းတဲ့ပတောက်ပင်ဆိုင်ရတယ်ထူးခြားတဲ့အစွမ်းရှိတယ်ပတောက်ပင်ဆိုင်တဲ့ရက်ဒီတနည်းလုံးမှာမှတရက်ဖြစ်ရှိအဲ့ရက်မှာဆိုင်တယ်ထူးခြားတဲ့ကံကိုရှိတယ်နောက်လားပြင်းနေတဲ့ကံလေးနဲ့တိုက်ဆိုင်တယ်လက်ပွင့်ရန်ကောင်းစီတဲ့ရေတရားစီရင်လုပ်လို့ရတယ်။ညနေ3:00မှာတော့အမ10နှစ် ကျွန်းတာဈေးပင်တပင်ရဲ့ရှေ့တောင်ကန်ကဈေးကန်ကိုဖြတ်ဈေးကန်ခဲတဲ့လုံးသာသာလောက်ဆိုရင်ကိုရတယ်ရှေ့မှာတရားဖြတ်အခောက်ခွာ ရွှေရောင်တော့လက်ဝင်ကန်ပွင့်စီတဲ့အဆောင်ဖြင့်ဆိုင်တို့အလုံးညာတို့မှထားရောင်းရင်သာရှိ ထိတွေ့ပြီးအမြန်ထွက်စီတွင်စီဆိုရောင်းထွက်တယ်လက်ဝင်ကန်ပွင့်စီတာ၁၇ရက်နေ့မှာတော့အင်းနေ့မှာ ပြောင်းလဲမှုနဲ့ဒုတက်မှုတွေရှိပဲတပြိုင်တည်းတည်းတစ်ခုတည်းမကတဲ့လို့တည်လုံးအောင်စနေရက်နေ့လူယုံဒုက္ခပေးမယ်ပြီးမှလူရအဆင်ပြေမယ်စသောရက်နေ့ငွေချေးကလက်လာဘကဇီဝကံကောင်းတယ်ဆယ်လေးရက်နေ့မှာရှင်ပြန်ပြီးလှုပ်တာတွေအောင်မြင်ပြီးဘဝဒုတက်တဲ့ကံနဲ့အရာရာဆင်ပြေခြင်းအောင်မြင်ခြင်းရဲ့ကောင်းသောနှစ်သာရတွေကို ဖြစ်ပေါ်စေတဲ့ကံကြမ္မာကောင်းတဲ့ဒုတက်ဘုံကောင်းတွေကိုရရှိမှဖြစ်တယ်တနည်းလာရင်ကစနေမွေးသူတွေကောင်းကျိုးပေးတယ် တောက်ကြနေတနေ့ကတွေနေဝဲသူများကြောင့်စိတ်အောင်ရှက်ဖြစ်တတ်တယ်။ရှစ်ခုကိုကနန်းနေကြိုးပေးပါတယ်။အနဲ့ရောင်ပြရင်ရောင်မိခောရောင်ဒီရောင်တွေကိုတောက်ပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါ။ရှင်မကြောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းနဲ့ကောင်းခြင်းကံတွေရဖို့အတွက်အနီရောင်ပန်းပွင့်ဖျားလူပြီးလိုရာဆုတောင်းပေးပါဆုတောင်းပြေးပါလိမ့်မယ်။ယေရှုတည်ပါတယ်။ကြာသာပတိနေမွေးသူအလုံးမင်္ဂလာပါ၂၀၂၅ ဇွန်လ၈ရက်နေ့ကနေ14ရက်နေ့တော်တွင်မှာလက်ပွင့်မယ်ကံကောင်းမယ်လိုရာပြည့်စုံမယ်ရည်မှန်းချက်အောင်မြင်မယ်ငွေကြေးကံကောင်းမယ်အလောကစီးပွားတိုးတက်မယ်ရှင်ပြန်မှုမှမြအောင်မြင်မယ်ရှင်ဆွေဘဝနဲ့ပုံမြင့်တဲ့နေထောက်ကိုပြောင်းတိုးတက်ပြီးတော့လိုရာစန္ဒမှန်သမျှကိုတိတိကျကျခံရမှမှလက်တွေ့ကျကျလောကန်ချိုးပေးလိမ့်မယ်လုပ်ငန်းဝင်ကားသူတွေဝင်ဝင်လုပ်ငန်းတိုးတက်မယ် ကိုယ်ပိုင်လုပ်ငန်းထုတ်သူတွေရင်းနှီးမြှုပ်နှံမှုများမှာကောင်းသောကျိုးမြတ်ရမယ်ဒီကာလအတွင်းဆုံးဖြတ်ချက်တွေကိုမှန်မယ်ပညာရှာသူများလိုရာပြည့်စုံမယ်ရှစ်ရက်နေ့အရာရာဆင်ပြေပြီးတွတ်တက်တဲ့နေ့ကိုယ့်ရက်နေ့ရံပတိဘက်ကရင်နဲ့ကြုံမယ်ဆယ်ရက်နေ့အဟောင်းနဲ့သစ်ပြန်ဖြစ်မယ်ပြဿနာဟောင်းနဲ့ဖြေရှင်းနိုင်မယ်ရပိုင်ပြီဟောင်းနဲ့ပြန်ရမယ်ဆက်တရက်နေ့ထူးထူးခြားခြားပြဿနာနှစ်ခုဖြေရှင်းပြီးအစီအပြေသွားနိုင်တယ်တပြိုင်တည်းတည်းတစ်ခုနဲ့မကလည်းလုပ်ကိုလုပ်လို့ရတယ် စနေရနေ့တပါးသူအအောင်အောသောအောင်လုပ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုတဲ့ကိစ္စကသူကဖြစ်အောင်လုပ်လို့ရစသောရနေ့မှာနာယီကိစ္စအခက်ခဲကိစ္စတပါးသူကြမ်းမိုက်ကိစ္စအတွက်လိုက်လံကူညီရတတ်တယ်ဆယ်လေးရနေ့မှာပေါ်ပေါက်လာတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေကိုယ့်အတွက်အထူးတလည်ကောင်းတဲ့နေတာကိုရရှိပဲဒီကာလအတွင်းဂျူလ10ရက်နေ့မှာထူးခြားတဲ့ဆွမ်းသက်တိနှစ်ခုရှိနေတယ်ဂျူလ10ရက်နေ့ကနေုံလာပြည့်နေ့နဲ့တိုင်ဆိုင်တယ်နေုံလာပြည့်နေ့ဟာ ပဒောက်ပင်စိုက်ပျိုးရတဲ့နေ့ဖြစ်တယ်ပဒောက်ပင်ကိုစိုက်ပျိုးခြင်းဖြင့်ထူးထူးခြားခြားကောင်းတယ်တနည်းမှာမှတည့်ရပဒောက်ပင်ကဒီရက်မှာဆက်ရင်တကိုးရှိတယ်ခြံဝင်းရှိတဲ့သူတွေခြံတော့နေတော့မှပဒောက်အကိုင်းနဲ့ထိုးပြီးဆိုက်လိုက်တခိုးတည်းမြတ်ရကင်းတယ်အန္တရာယ်ကင်းဘေးရှင်းတယ်ဘေးဥပကင်းတယ်အိမ်ဒီမှာလဲအိုးနဲ့ဖြစ်စေမြေမှာဖြစ်စေနေရာခက်ခဲရှိရင်လဲ စိုက်ထားပေးပါတပည့်အပင်ကြီးလာရင်တော့ဘုန်းကြီးကျောင်းတို့လိုက်ပေါ့ရှိသမျှကာလပတ်စိုက်ထားသမျှကာလပတ်အနေကင်းတယ်နောက်ဆယ်ရက်နေ့ဂျုံညက်ထူကြချက်တခုကလာပြင်းနေနေငါနေနေတိုက်တယ်လာပြင်းနေနေငါနေနေတိုက်ရင်လက်ခေါ်လက်ကောက်လက်ပွင့်စေတဲ့အစီရင်ညနေ3နာရီချိန်မှာဈေးပင်ရဲ့အရှိတောင်ကန်ကဈေးကန်ခဲတဲ့လုံးသားသားလက်ညှိုးလက်မသားသား ခိုင်းကိုဖြတ်ရှင်းလက်မတရားဖြတ်ပြီးအခောက်ခွာရွှေရောင်တုတ်ပြီးအလုံးနေရာဝင်းကျင်နေရာမှာထားထားလိုက်ပါ ရောင်းကျင်တာရှိတို့ပြီးအများထွက်စေဆိုရောင်းရောင်းကောင်းဝဲကောင်းဈေးခေါကောင်းနဲ့အစီရင်ရလက်တွေ့ဆန်းသက်နိုင်တယ်ဒီကလာတော်အတွင်းမှာအဓိကလူတွေနဲ့ဆက်ဆံတဲ့ကံမှာတနည်းလားအင်္ဂါ ဗုဒ္ဓနဲ့မွေးစရီကောင်းကျိုးပေးတယ်တနေ့ကနေစနေဒုက္ခပေးတတ်တယ်ရှစ်ကိုခွန်ကနန်းနေကျိုးပေးတယ်အပြာရင်ရောင်မိခွန်ရောင်လက်ပြောင်နေသုံးရမယ်ရွှေရောင်တွေ့ချိတ်တစ်ခုနဲ့ငွေရောင်တွေ့ချိတ်တစ်ခုနဲ့တစ်ခုချိတ်တွေ့ပြီးပိုက်ဆိုင်ထဲထဲဆောင်လိုက်ပါထူးခြားစွာကောင်းတာပါမယ်ကျေးဇူးတင်ပါတယ်သောချာနေမွေးသူအလုံးမင်္ဂလာပါ2025ခုနှစ် ဂျူနလာ၈ရက်နေ့ကနေ14ရက်နေ့အတွင်းကာလမှာအတိုက်ခံရာအလုံးကိုကြော်ပြီးဘဝတိုးတက်မယ်ရှင်မန်းချက်စစ်တွေကိုလက်တွေ့ကောင်းတဲ့ဖော်ပြီးအောင်မြင်မှုရဲ့နေသာတာကိုရရှိနိုင်တယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တို့လုပ်တဲ့ကိစ္စအဆင်ပြေမယ်ဆုံးဖြတ်ချက်ချမှတ်ထားတဲ့ကိစ္စတရားတွေကောင်းသောကျိုးဆက်နဲ့တိုးတက်မှုရရှိသွားမယ်ဝေကြီးကိစ္စလုပ်ငန်းကိစ္စတွေ ရှင်မခြေသစ်တွေကိုအလုံးစုံအမြင်အောင်ဆောင်ရွက်နိုင်တဲ့နေထားနဲ့တိုးတက်တဲ့ခံတွေပေါ်ပေါက်မယ်။ရှင်ရနေမှာရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်ပြီးဘဝတိုးတက်မယ်။ကိုယ့်ရနေမှာရပိုင်ခွင့်ဟောင်းတွေပြန်လည်တောင်းဆိုနိုင်တယ်။ဆယ်ရနေမှာငွေကြေးကိစ္စလုံးသမျှဆင်ပြေမယ်။ဆယ်တရနေမှာအပြိုင်ဆိုင်ကြားမှာတိုးတက်မယ်။ငွေကြေးလတ်လာပါဘဝတိုးတက်မယ်။ဆယ်နှစ်ရနေမှာ ရှာတိုက်ခံကြမှာတဏ္ဍပေါ်ခြင်းခက်ခဲအောင်ဖြစ်ရှင်းနိုင်ခြင်းနဲ့ဒုဋ္ဌချင်းရှိ73ရင်းနေမှာ လူယုံဒုက္ခပေးတဲ့တလူလည်းလူကောက်တိတာ74ရင်းနေမှာရှင်ဤမြို့နံဆောင်ရွက်တဲ့ကိစ္စမှန်သမျှမှာကောင်းသောကျိုးဆက်နဲ့ဒုဋ္ဌမှုရရှိမှာ ဖြစ်ပါလေဒီကာလအတွင်း7ရင်းနေမှာ ထူးခြားတဲ့ကောင်းခြင်းစီရင်တဲ့ထူးခြားတဲ့ကံဆောင်ရွက်ရမယ့်ကိစ္စ၂ရက်ရှိတယ်7ရင်းနေ ဂျွန်ကနေုံလားပြင်းနေနဲ့တိုက်တယ်လေနေုံလားပြင်းနေမှာပတောက်ပင်ဆိုက်ရတယ်ခြံတောက်နေမှာဆိုက်ဒိုင်းနေဆိုက်အိမ်နေမှာမြေချပြီးပင်ပေါက်ဆိုက်ရင်ဆိုက်အိုးနေဆိုက်ရင်ဆိုက်အနေကင်းတဲ့ဘေးရှင်းနဲ့ထူကြတဲ့ဖုံးကန်တောက်ပါခြင်းရဓမြအနေသကုတ်အနေကင်းတယ်ပတောက်ပင်နေရနေုံလားပြင်းနေမှာပဲဆိုက်ရတာတနည်းမှာမတည့်ရပဲနောက်အဲ့ဒီ၁၀ရက်နေ့ ကျူနေုံလာပြည့်နေရအင်္ဂါနေ့နဲ့တိုက်ဆိုင်တယ်။လာပြည့်နေအင်္ဂါနေ့နဲ့တိုက်ဆိုင်ရင်လက်ဖွင့်ကံပွင့်စေတယ်ရှင်တော့လို့ရတယ်။ညနေ3နိုင်ချိန်မှာတော့ဇီးပင်တပင်ရဲ့အရှိတောင်ပင်ခိုင်နေရလက်မလုံးသာသာတညိုးလုံးသာသာတောင်ရှိတဲ့ဇီးကိုင်းဖြတ်ပြီးတော့ရှစ်လက်မတရားဖြတ်ပြီးတော့ခောက်ခွာ ရွှေရောင်တုတ်ပြီးတော့အစီရင်ဖြစ်တာရှောင်းကျင်ဝဲကျင်အဲ့ဒါတွေထိတွေ့ပြီးရောက် လက်ပွင့်ကပ်ပွင့်ပြီးတားကောင်းတယ်။နောက်ဒီကလာတော်တွေမှာတနင်္လာအင်္ဂါဗုဒ္ဓမွေးသူတွေကိုအချိုးပေးတယ်။စနေနေ့မွေးတဲ့သူတွေတနင်္ဂနွေနေ့မွေးတဲ့သူတွေကြောင့်ဆစ်ရှုပ်ရမယ်။တင်္ဂါကုပနန်းနေ့ချိုးပေးတယ်။အဝါရောင်လေးမောရောင်နုနေရောင်နေ့ဝေပေးလို့ရှိရဆောင်ရွက်အဝါရောင်ပန်းဝင်ဖျားကတ်သူပြီးလိုရာဆုတောင်းဆုတောင်းပြည့်ယေရှုတင်ပါ့။ စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဇွန်လ10ရက်နေ့ကနေစပြီးတော့14ရက်နေ့တော်တွင်မှာရှင်ပြိုင်မှုအောင်မြင်မယ်ဘဝတိုးတက်မယ်ငွေကြေးကံကောင်းမယ်လက်ဖွဲ့မယ်အတိုက်ခံကြမှာတိုးတက်မယ်ဆောင်းရသမျှထူကြတဲ့ကံဖွဲ့မယ်အပြိုင်ဆိုင်အားလုံးကိုကြော်ပြီးမိမိဘဝရဲ့တန်လန်းပေါ်ပါမယ် သူတပားမထင်မှတ်ထားတဲ့ကိစ္စတွေကိုကအောင်မြောင်လောကန်ဆောင်ရဲ့အကျိုးပေးတဲ့ကံလာဖြစ်တယ်။ကိုလို့သမြခီးရောက်ပြီးကျိုးရှိတဲ့ကံနဲ့တိုးတက်ခြင်းတွေချုံမယ်။ရှင်ရနေ့မှာရာရာဆင်ပြေပဲတိုးတက်မယ်။ကိုရနေ့မှာရန်တိုက်ခံနေတဲ့ရှင်ပြီးလောက်ရမယ်။ဆင်ရနေ့မှာထူးခြားတဲ့ပြောင်းလဲမှုနဲ့တိုးတက်မှုတွေရရှိမယ်။မိကောင်းဆွေကောင်းထောက်ကူရမယ်။၁၇ရနေ့မှာခီးကံကောင်းမဲ့ပြောင်းလဲတဲ့တိုးတက်မယ်။ စနေနေ့မှာငွေကြေးလုပ်ငန်းစီပါဘဝတိုးတက်မှုစစဉ်ရ73ရက်နေ့မှာခီးကိစ္စအောင်မြင်မယ်လူမျိုးခွဲအကျိုးပေးမယ်ရန်နဲ့မတော်စတိခဲ့မှုတွေကျူဆန်74ရက်နေ့မှာတော့ပေါ်ပေါ်လာတဲ့ခြေနေကိုလက်တွေသုံးချပြီးတော့ဘဝရည်မှန်းချက်နဲ့လူလားချက်တွေကိုလက်တွေဆောင်ရွက်နိုင်တယ်ဒီကာလအတွင်းဂျူနာ70ရက်နေ့ဟာမြင့်မြတ်သော ထူးခြားတဲ့အစီအရင်တွေလုပ်နိုင်တဲ့ ရဖြစ်တယ်။နေယုံလားပြင်းနေအင်းနေရပတောက်ပင်ဆက်ရတဲ့နေဖြစ်တယ်။နေယုံလားပြင်းနေရတနည်းလုံးမှမှ ပတောက်ပင်ဆက်ပြောင်းရက်ကောင်းရက်မြတ်ဖြစ်တယ်။အင်းနေမှာဆက်ပြတဲ့ပတောက်ပင်တွေဟာပဝင်းခြင်းကို ထိမ့်သိမ့်ပေးတယ်။ရံအန်ရကင်းအောင်ဆောင်ရွက်ပေးတယ်။ခြံနေမှာတောင်းနေမှာဆက်ရတယ်။အင်းနေမှာလည်းစိုက်ပြီးတော့အရှိမထားပေးပါ။ထူးခြားတဲ့ကံတွေစင်ပြေမှုတွေရှိလာမယ်။ နိုင်ရီဆယ်နှစ်လပြည့်နေ့နဲ့ငါးနေ့နဲ့တိုက်တဲ့နေ့ဖြစ်တော့ညနေ3နိုင်ချိန်မှာဇီးပင်ရဲ့အရှိတောင်ကန်ကန်ဒီစီကန်တကန်ဖြတ်ပြီးတော့ရှင်းလမလျာဖြတ်အခောက်ခွာ ရွှေချပြီးတော့အဆောင်အနေနဲ့လက်ခေါ်တဲ့ဆောင်နေနဲ့ဆိုင်မထားရောကောင်းဝဲကောင်းတယ်စတေနေ့ဒီကာလအတွင်း လူများနဲ့ဆက်ဆက်တဲ့ခန္ဓာမှာတင်းလာနေသောကြံနေစနေနေမွေးသူတွေကောင်းချိုးပေးတယ်တင်းငွေနေဗုဒ္ဓနေမွေးသူများကြောင့်စိတ်နောက်ဆက်ဖြစ်တတ်တယ်တလီကိုကနန်းနေချိုးပေးပါတယ်အညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါသွာလာစဉ်ကလာတွင်တွေ့တဲ့အလူခံပုဂ္ဂိုလ်တို့ကိုတူထမ်းခြင်းပြုပေးပါကျေးဇူးတင်ပါတယ်